EGFR က54ရှိတယ်ကျွန်တော်5ကြီးတီတောက်လို့ရနိုင်သလားပေါ့နော်ပုံမှန်ပြီးတော့ကျွန်တော်တို့ဒီမှာကြောက်ကတ်ကိုကြောက်ကတ်ရဲ့ညှစ်အားပေါ့နော်ကြောက်ကတ်ဘယ်လောက်ထိအလုံးလုံးနိုင်သေးလဲဆိုတာတိုင်းတာတာကိုကျွန်တော် EGFR လို့အလွယ်မှတ်ပေါ့လေအဲ့တော့ EGFR ကပုံမှန်ဆိုရင်လူတစ်ယောက်က90ထက်မှရှိတယ်တရားကြောမှာဆိုကောင်းတာပေါ့နော်ဒါပေမဲ့90အောက်ကျလာရင်တော့ကြောက်ကတ်ကနည်းနည်းလေးညှစ်အားယော့လာတယ်ဆိုတဲ့အသေးပဲဒါလည်းအရင်ပြဿနာမရှိသေးဘူးအဲ့တော့90နဲ့60ကြားဆိုတော့နည်းနည်းလေးအားနေလာတယ်ပေါ့နော် သို့တော့60အောက်ကျလာရင်တော့ဒါ moderate ပေါ့နော်အတော်တန်ကြောက်ကက်ကအားနည်းလာပြီလို့ကျွန်တော်တို့ယူဆတယ်။အတကယ်လို့မှ30အောက်ဆိုရင်တော့လေဒါပြင်းထန်တယ်ပေါ့နော်ဒါအတူအဆင့်နဲ့အတူခွဲထားတာတကယ်လို့ဒါ eGFR က15အောက်ဆိုရင်တော့ကျွန်တော်က kidney failure ပေါ့နော်ကြောက်ကက်ပြတ်တယ်လို့သတ်မှတ်တယ်။အဲ့တော့ဒီလိုမျိုး eGFR 44ဆိုတာကရေဘူးအဖြစ်တော့ကျွန်တော်တို့ရဲ့ကြောက်ကက်ကပုံမှန်ကြောက်ကက်လုံနေကြလုပ်ငန်းစဉ်တွေထက်ကို44%လောက်တော့ လုံနေသေးတယ်ဆိုတဲ့အတိတ်ပဲပါ။အဲအဲ့လောက်အချိန်နေမှာငါးကြီးစီတောက်လို့ရသလားလို့မေးနော်။တောက်လို့ရပါတယ်။ငါးကြီးစီကကြောက်ကတမားတွေရှောင်းရမလို့ပါဘူး။တောက်တာတောက်လို့ရတယ်ပေါ့နော်။ဒီလိုမျိုးအချိန်နေမှာဆိုရင်ဆရာဝန်တွေကအထူးသဖြင့်ကျွန်တော်တို့ရေပေါ့။ရေကိုလုံလောက်တော့တောက်ခိုင်းတယ်။ဒါပေမဲ့ over တောက်တာမျိုးတော့ပြေမလုတ်ခိုင်းဘူး။သူ့ရဲ့လူနာရဲ့အချိန်နေပေါ်မူတည်တယ်ပေါ့နော်။အဲကျွန်တော်တို့ကလောရမှာကအဓိကဒီကြောက်ကတ်ကိုထက်ပြီးတော့အာမရောလာအောင်ဒီကြောက်ကတ်ကို damage ဖြစ်စေတဲ့အကြောင်းအရာတွေကိုကျွန်တော်ကလိုက်ပြီးကုဖို့လိုတယ်ဥပမာ ကိုယ်မှာတွေးတိုးတွေရှိနေသလားတွေးအားနည်းနေတာမျိုးရှိသလားဒါမှမဟုတ်စီးကြိုတွေထိလို့မရဘူးလားဒါမှမဟုတ်ကြောက်ကတ်ကိုကျွန်တော်တို့ပြက်စီးစေတဲ့ဆေးဝါးတွေများကျွန်တော်တို့တောက်နေသလားပေါ့နော်အကိုက်ခဲဆေးတွေရှိတယ် anabolic steroid တွေရှိတယ်စသည်ဖြင့်ပေါ့နော်အဲ့တော့ဒီဟာလေးတွေတကယ်လို့ရှိနေတယ်ဆိုရင်ဒါတွေအကုန်လုံးရက်ပစ်ဖို့လိုတယ်အော်ကျွန်တော်နေ့တင်စားနေတဲ့အစားအစာတွေထဲမှာဆိုရင်စားပေါ့နော်အဓိကဆိုဒီယမ်ကိုကျွန်တော်ကထိန်းဖို့လိုတယ်ပုံမှန်အဖြစ်တော့တနေ့ကိုစားကိုကျွန်တော်လက်ဖက်ရည်စွန်းနဲ့ တစုံလောက်ပဲကျွန်တော်ပေးစားတယ်ပေါ့နော်လေးလောက်ပဲပေးစားတယ်စားပါမယ်ရေအားတော့လုံလောက်လောက်ပေးတော့ပါတယ်နောက်ထပ်အရေးကြီးတာအသားဓာတ်ကြောက်ကတ်ဒီလိုမျိုး44%လောက်ထိအလုံးလုံးနေတဲ့အချိန်မှာကျွန်တော်တို့ဒီမှာအသားဓာတ်တွေကိုအိတ်အများကြီးမကျွေးပါဘူးဘာကြောင့်လဲဆိုတော့အသားဓာတ်တွေကိုအများကြီးကျွေးတဲ့အခါမျိုးတွေမှာကြောက်ကတ်ကပိုပြီးဖိအားဖြစ်တဲ့အလုံးပိုလောက်ရတယ်အဲ့ဒီမှာပိုပြီးတော့ဆိုးလာနိုင်ကြီးရှိတာပေါ့နော်အဲ့ပုံမှန်ဖြစ်တော့ခန္ဓာကိုယ်အလေးချိန် 1kg ကို0.6ကနေ 0.8g of protein ပေါ့နော် protein 0.8 gram ကိုအများဆုံးပဲကျွေးပါတယ်ဒီထက်ပိုပြီးတော့စားလို့မရပါဘူးเนาะအအဓိကတော့ကျွန်တော်ခုနပြောတဲ့အကြောင်းအရာလေးတွေကိုပြန်ပြီးတော့ကြည့်ကြည့်ပါကိုယ်မှာတွေးတိုးရှိနေသလားစီးကျိုရှိနေသလားဒါမှမဟုတ်လဲကိုယ့်ရဲ့ကြောက်ကအားနေတာနဲ့ပတ်သက်ပြီးတွေးအားနေတဲ့နေတဲ့အခြေအနေများကြုံနေမလားပေါ့เนาะဒါတွေရှိနေရတယ်ဆိုရင်တော့ဆရာဝန်နဲ့တရားကုဖို့လိုပါတယ်အဲ့တော့အကျိုးရှိလိမ့်မယ်လို့ပြောလိမ့်ပါတယ်